အစားအသောက်မှာတာမြင့်ဓာတ်ရုပ်ပစ္စည်းဖော်မလင်ထည့်သွင်းသုံးစွဲတဲ့ထောက်လုပ်ဖြန့်ဖြူးရောင်းချသူတွေကိုမျိုးသားအစားအသောက်ဥပဒေပုံမှန်28ကကြီးနဲ့အရေးယူသွားမယ်လို့အစားအသောက်နဲ့ဆေးဝါးကော်ကရေးဦးစီးဌာန FDA ကအတည်ပြုကြေညာပါတယ်။ဆေးကွက်မှာရောင်းချနေတဲ့ပဲသွေးပဲပြားမုတ်ဖက်စားတဲ့အစားအသောက်တွေမှာစားသုံးသူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့တာမြင့်ဓာတ်ရုပ်ပစ္စည်းဖော်မလင်ကိုထည့်သွင်းသုံးစွဲခွင့်မပြုကြောင်းဆိုပါတယ်။ တာရှိခံစေဖို့ရည်ရွယ်ပြီး formalin ထည့်သွင်းအသုံးပြုတဲ့အစားအသောက်တွေကိုစားသုံးမိရင် let law မှာခေါင်းမူးခေါင်းကိုက်ခြင်း OAN ခြင်းဘိုင်းနာခြင်းအသက်ရှူရာခက်ခဲခြင်းတွေဖြစ်ပွားစေနိုင်တယ်လို့ FDA ကထုတ်ပြန်ပါတယ် formalin အသုံးပြုအစားအသောက်တွေကိုရေရှည်စားသုံးမိရင်တော့အစာရင်အနာဖြစ်ခြင်းအသည်ကြောက်ကပ်များပျက်စီးခြင်းကင်ဆာရောဂါတွေဖြစ်ပွားစေနိုင်တယ်လို့ဆိုပါတယ် ဒါအပြင်ကိုဝင်ဆောင်မျိုးသမီးနဲ့ကလေးငယ်တွေမှာ formalin အစိတ်အသင်းမှုပုံမှုဖြစ်ပွားနိုင်ပြီးစားသုံးမိရင်ဒရေသားဖွံ့ဖြိုးမှုထိခိုက်ခြင်းနဲ့ကလေးတငယ်ကြီးထွားမှုပြဿနာတွေဖြစ်ပွားစေနိုင်တာကြောင့်စားသုံးမှုမပြုတ်ဖို့အတိပေးထားပါတယ်ကျမရွေးကြီးဌာနအစာအတောင့်နဲ့ဆေးဝါးကုတ်ကဲရေးဦးစီးဌာန FDA အနေနဲ့အရေးသွေးစစ်မှန်ကောက်မှုပြီးဘေးအန္တရာယ်ကင်းရှင်းတဲ့အစာအတောင့်တွေကိုအများပြည်သူတို့စားသုံးနိုင်ဖို့စဉ်ဆက်မပြတ်ဆောင်ရွက်နေတယ်လို့ပြောကြားထားကြောင်းပါခင်ဗျာ